မင်္ဂလာပါရှင်ဒီနေ့တော့ဖြိုကဓာတိမျိုးဖြစ်တဲ့ပြီးမျိုးအလွမ်းကြီးမုတ်ပြုတ်ကလေးမုံလေးလောက်ဆားဖြစ်လို့လုံကြီးလေးပြန်လဲပြဝေးပြီးထားပါရဲ့ရှင်မောပြက်ဆက်လက်လှူစားဖို့အတွက်ပါဝင်ပစ္စည်းတွေကတော့ဆမ်မုံ၊ထမင်းကြံကဲ၊နနက်မင်းနဲ့ဘဲပြုတ်တို့လိုအပ်ပါရဲ့နော်။ ချိုးတို့ဂျပန်မှာကတော့ပဲပြုတ်ဆိုရင်ကိုယ်တိုင်အညောင်းဖောက်ပြီးတော့ပြုတ်စားတာများပါရဲ့ရှင်ဘဲကိုအညောင်းဖောက်ပြီးပြုံကြီးလေးတည်ကျင်ရင်တော့အရင်အပတ်ကတည်ပေးထားတဲ့ဗီဒီယိုရှိပါရဲ့နော်။မုန်းပြစလက်မုန်းလို့စားဖို့အတွက်ဇရော့ဘဲကိုလည်းအစင်းသင်းပြုတ်ထားတာဖြစ်ပါရဲ့ရှင်။ဒါကတော့မုန်းလို့ဖို့အတွက်မုန်းနစ်စပါမယ်နော်။စမ်းမုန်းကိုစံချိန်ခွက်တစ်ခွက်စားထည့်ပါရဲ့ရှင်။မုန်းအသားပေါ်စားကောင်းတော့အောင်ထမင်းညံငယ်အနှဲငယ်ကိုလည်းထည့်ပေးထားပါရဲ့နော်။အရသာအတွက်ကတော့စား၊ကြား ซอดาหมုတ်အနေငယ်နဲ့ခေကိုစံချိန်ကွဲတစ်ခွက်စာထည့်ပေးထားပါရှင်လိုအပ်တာလေးတွေအကုန်ထည့်ပြီးပြီဆိုတော့ကြည်အောင်ဗလန်နာနဲ့ထည့်ပေးလိုက်ပါရနော်။ဒါဆိုရင်တော့မုံ့ညက်ဆက်ထားတာလေးရပါပါပြီရှင်။စံမော့စံချိန်ကွက်တစ်ခွက်စာကိုရီးတစ်ခွက်အချို့စာထည့်ပေးထားတာဖြစ်ပါရနော်။ဆက်ထားတဲ့မုံ့ညက်ကိုအနည်းဆုံး၃နာရီကြာနှက်ပေးထားလိုက်ပါရှင်။ အချိန်ရရင်တော့တညဂျိုနဲ့ထားရင်ပုံစံကောင်းပါရဲ့နော်ဟုတ်ပြီဆက်လက်ဆိုရင်နနမေမြမြလေးပါမှာစောက်ကောင်းတာဖြစ်လို့အိမ်ဆိုင်နနမေလေးကိုလည်းခုပြီးတော့ညက်ထဲမှာဖြစ်ပါအရှင်။အိမ်မှာတနိုင်တစ်ပိုင်းနနမေဆိုင်နီးလေးတီချင်ရင်တော့ချိုးရဲ့ TikTok အကောင့်အမွေစိန်ဒီမျိုးသူမှလေ့လာနိုင်ပါရဲ့နော်။ နာနဲ့မင်းပြင်ဆင်ပြီးရတဲ့ဘဲဥတလုံးကိုလည်းမုံလုတ်တဲ့အခါမှာထည့်ဖို့အတွက်အစင်သစ်ခေါက်ထားပေးပါမယ်ရှင်။ဘုပ္ပစလတ်မုံလေးလုံစားဖို့အတွက်လူသားတွေအားလုံးပြင်ဆင်ပြီးသွားပြီဆိုတော့မုံစားလုပ်ပါမယ်နော်။မုံလုံစားဖို့အတွက်မကတ်တဲ့ထည့်ဥကိုအသုံးပြုထားပါရဲ့ရှင်။ထည့်ဥပူတာနဲ့စီထည့်ပါရဲ့နော်။ ပြီးရင်တော့၃နိုင်လောက်မှတ်ထားတဲ့သံမုံးနစ်ကိုခင်းခတ်စွန်ကြီးစွန်သားထည့်လိုက်ပါအရှင်။ဘာသာဦးကိုတောက်ထားဖြစ်တဲ့အတွက်လူပြင်းပြင်းနဲ့လုံဆောင်ရင်လည်းရပါတယ်နော်။မုံးနစ်ထည့်ပြီးရတယ်ပဲပြုံးနိုင်တဲ့နံမင်းတို့ကိုဖြူပြီးတော့ထည့်ပြီးလိုက်ပါရနော်။ပြီးရင်တော့အပေါ်သားအကျဉ်းကြီးအောင်အဖုံးကို2မိနစ်လောက်ဖုံးပေးရပါမယ်ရှင်။ နမင်းလေးလောက်ကြာရင်တော့ဒီအသားကျွတ်ကျွတ်လေးနဲ့သားကျင်စပွဲမုတ်ပြစ်စလက်အဖြူရောင်လေးရပါပါပြီနော်ရဲ့ဇာတိမျိုးဖြမျိုးမှာဆိုရင်တော့မုတ်ပြစ်ဆက်လက်ဆိုရင်၃မျိုးရှိပါရဲ့เนาะအခုလောက်ကနေတဲ့အဖြူလေးရဲ့တက်ဥနဲ့ရဲနဲ့ထင်းရက်နဲ့လောက်ထားတဲ့အနီရောင်ဆိုပြီးတော့ရှိပါရဲ့ရှင်ဒီနေ့တော့ဖြူကထင်းရက်မဝဲရသေးလို့၂မျိုးပဲလောက်စားဖြစ်တာဖြစ်ပါရဲ့เนาะ ခါလေးကတော့ကျက်ဥနယ်လောက်စားမှာဖြစ်ပါရဲ့ရှင်။ကျက်ဥနယ်ကလည်းတမျိုးလေးစားကောင်းပါရဲ့နော်။မုံနစ်ကိုထည့်ပြီးရတယ်ခောက်ထားတဲ့ကျက်ဥကိုအခုလိုလေးထည့်ပေးလိုက်ပါရဲ့ရှင်။ကျက်ဥကိုထည့်ထည့်ပြီးရတယ်ပဲပြုံးနိုင်တဲ့နံမင်းကိုထည့်အဖုံးလေးအုပ်ထားလိုက်ရင်တော့ကြပါပါပြီရှင်။ ထို့ကတော့စံမောက်စံချိန်ခွဲတပူးစာကိုမုတ်ပြစလန်ကကူရပါရဲ့ရှင်။ဒီနေ့လုတ်ပြဖွာတာလေးကတော့ဇာတိမျိုးကမုတ်ပြစလန်ခေါ်မုတ်ပြသလက်ကိုလွှမ်းလို့ကြောက်စားဖြစ်တဲ့ဗီဒီယိုလေးပဲဖြစ်ပါရဲ့နော်။မြမမုံလေးတွေကိုလွှမ်းရင်နော်အိမ်မာစီတန်တန်လေးနဲ့လိုက်လို့စာကြည့်ပါအောင်ရှင်။ထို့ရောရဲ့ဒီနေ့ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါရဲ့ရှင်။ချီတော့ရတာဆောင်ရဲ